အားလုံးပဲမင်္ဂလာပါဒီနေ့တော့ Windows 11မှာ new feature တခုဖြစ်တဲ့ text view လေးအကြောင်းကိုလေ့လာမှာဖြစ်ပါတယ်တခါတလေကျွန်တော်တို့လုပ်တင်များတဲ့အခါမျိုးတွေမှာယခုလိုမျိုးဒီစာရေးလေးရိုက်နေမယ်ဒီဘက်မှာ design တွေလည်းဆွဲနေမယ်တခြားလုပ်တွေလည်းလုပ်နေတဲ့အခါမျိုးတွေမှာ window တွေဟာ screen ပေါ်မှာရှုပ်နေပါတယ်ဆိုတော့ဒီ window လည်းမဖိတ်ချင်ဘူးအဲနောက်ထပ်ဒီ desktop ကိုလည်းရှင်းရှင်းလင်းလင်းအဲ desktop အသစ်တစ်ခုအနေနဲ့လိုချင်တဲ့ဆိုလို့ရှိရင်ဒီ text view လေးကိုအသုံးပြုနိုင်ပါတယ် ဒီထက်မှဆိုလို့ရှိရင် new desktop ဆိုတာကိုရွေးလိုက်မယ်။ဒါဆိုလို့ရှိရင်ဒီလိုမျိုး desktop 2ဆိုပြီးရလာမှာပါ။ဒီ desktop 2လေးကိုနှိပ်လိုက်မယ်။ဒါဆိုရင်မှာ screen ပေါ်မှာလုံးဝဒီတခြားအလုပ်လုပ်နေတဲ့ window တွေမရှိတော့ဘဲနဲ့ desktop အတစ်တစ်ခုအနေနဲ့တွေ့မြင်မှာဖြစ်ပါတယ်။အဲ့တော့ခုနက window တွေကိုပိတ်လိုက်တာလားအလုပ်တွေရပ်လိုက်တာလားဆိုတော့မဟုတ်ပါဘူး။အဲ့ဒါကဟိုဘက်မှာရှိတဲ့ desktop 1မှာခြံခဲ့တာဖြစ်ပါတယ်။ဒီ desktop 1မှာဒီ process တွေ ီလုပ်တရားတော့ဆက်ပြီးတော့ကျွန်တော်တို့လုပ်နေလို့ရတယ်။ဟိုဘက်မှာတော့ desktop 2အနေနဲ့အဲ desktop အသစ်တစ်ခုအနေနဲ့ဒီလိုမျိုးရရှိလာတာဖြစ်ပါတယ်။အဲဒီမှာကျွန်တော်ပုံလေးမတူအောင်ပြင်ကြည့်မယ်။ personalized တက်မှာ background လေးချိန်လိုက်ပါမယ်။ဒီရေဒီကုန်လေးလောက်လိုက်မယ်။ဒါဆိုရင် desktop 2ကရေဒီကုန်လေးဖြစ်သွားပါပြီ။အဲ့ဒီတက်မှာ this pc လေးဖွင့်လိုက်ပါမယ်။ပြီးလို့ရှိရင်နောက်ထပ် desktop တစ်ခုထပ်ခေါ်ကြည့်မယ်။ desktop 3အဲ့ desktop 3အတွက်လည်း ပုံလေးမတူအောင်ပေးလိုက်ခြင်းမယ်ပြီးတော့ background လေး change ခြင်းမယ်ဒါဆိုရင် desktop 3ရဲ့ပုံလေးဖြစ်ပါတယ်အဲ့တော့ desktop 3မှာကျတော့ control panel လေးဖွင့်ထားလိုက်မယ်အာ network place လေးဖွင့်ထားလိုက်ပါမယ်ဒီမှာတော့ဒီ network နဲ့သက်ဆိုင်တဲ့ system နဲ့သက်ဆိုင်တဲ့အလုပ်တွေကိုလုပ်နေတာဖြစ်ပါတယ်ဒါဆိုရင် text blue ကိုပြန်သွားပြီးတော့ desktop 2ကိုကြည့်ရင်ခုနကကျွန်တော်တို့ this pc ကိုဖွင့်ထားတဲ့ window လေးမြင်ရမယ် desktop one မှာဆိုလို့ရှိရင်တော့ခုနကလုံးလက်ဆက်အလုပ်တွေဒီမှာဆက်ပြီးတော့ဒါလုပ်လို့ရမှာဖြစ်ပါတယ်။ဆိုတော့ခုလိုမျိုးအလုပ်တွေကိုအများကြီးလုပ်တဲ့အခါမျိုးချိန်ရင် window တွေမရှုပ်ထွေးသွားအောင် desktop တွေခွဲပြီးလုပ်လို့ချင်တယ်ဆိုရင်ဒီ text view လေးကိုသုံးချုပ်နိုင်ပါတယ်။ဒါက Windows 11ရဲ့ feature တစ်ခုလည်းဖြစ်ပါတယ်။တခါတလေဒီ text view လေးမတွေ့ရဘူးပျောက်နေခဲ့တယ်ဆိုလို့ရှိရင်တော့ဒီ text bar မှာ right click နှိပ်မယ်။ text bar setting ကိုသွားမယ်။ဒီထက်ကနေမှာ ီမှာ text view ဆိုတာလေးကို on ထားပြဖို့လိုပါတယ်ဒါလေးပိတ်ထားရဆိုလို့ရှိရင်ဒီနေရာမှာ text view လေးမရှိတော့ပါဘူးဒါလေး on လိုက်တဲ့ solution တော့ text view လေးပြန်ပေါ်လာမှာဖြစ်ပါတယ်ဒါလေးနှိပ်ချမယ်ဆိုရင်ဒီမှာလက်ရှိကျွန်တော်လွတ်လွတ်နေတဲ့ text တွေကိုတွေ့ရမယ် desktop 2မှာရှိတဲ့ text တွေလည်းဒီမှာမြင်ရမယ် desktop 3မှာရှိတဲ့ text တွေလည်းဒီမှာမြင်ရမှာဖြစ်ပါတယ်အဲ့တော့အခုလက်ရှိဒီ desktop 1မှာခုနက လုံးလုံးနေတဲ့ text တွေကိုပြင်ပြင်ချင်းနေပေါ့ဒါဆိုရင်ဒီမှာလက်ရှိဘောင်းမှာ desktop ဘောင်းမှာလက်ရှိလုံးလုံးနေတဲ့ text တွေကိုတွေ့ရမယ်အဲ့တော့ desktop 2မှာရှိတဲ့ဒီ text ကို desktop 1မှာသွားပေါင်းနေတယ်ဆိုရင်ဒီ desktop 2ကိုကျွန်တော်တို့ပိတ်လိုက်ရမှာဖြစ်ပါတယ်ဒါလေးကိုပိတ်လိုက်ရင်ဒီ this pc လေးက desktop 1မှာသွားပေါင်းသွားတာတွေ့ရမှာပါဒီတိုင်းပဲ desktop 3မှာလည်းပိတ်ကြည့်ပါမယ် desktop 3ရဲ့နာမည်လေးပြောင်းသွားပြီ desktop 2ဖြစ်သွားပြီ close လုပ်ကြည့်မယ် ဒါဆိုရင် desktop 3မှာဖွင့်ထားတယ်ဒီ this pc တို့ control panel တို့ network place တို့ဟာလည်း desktop 1မှာလာပြီးတော့ပေါင်းသွားမှာဖြစ်ပါတယ်အဲ့တော့ desktop ပိတ်လိုက်ရုံနဲ့ job တွေကပိတ်သွားမှာမဟုတ်ဘူးသူတို့ကိုဒီစားစီပိတ်မှာပဲဒါပိတ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့အလုပ်တွေအများကြီးလှုပ်လာတဲ့အခါမှာ test တွေအများကြီးခိုင်းတယ်ဒီပိုင်းနဲ့လှုပ်လှုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က desktop တွေခွဲပြီးလှုပ်လို့ရတယ်ဒါမှမဟုတ် desktop တွေကိုဒီစားစီခွဲပြီးတော့အလုပ်လုပ်ချင်တဲ့ဆိုလို့ရှိရင်လည်း user account တွေခွဲနေကြမလို့ပဲ ਨੇ လိုမျိုး new desktop ယူလာခြင်းအပြင်ကွန်ပျူတာအတစ်တစ်လုံးမှထိုင်ရတယ်လို့မျိုးနောက်ဟိုဘက်ကလုပ်တယ်လဲပိတ်စရာမလိုဘဲနဲ့ဒီ desktop နှစ်ခုကိုတပြိုင်တည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။